ရှင်သွေးမရလို့ဆင့်ညစ်ပြီးကဘာဘက်ခီထွက်နေတဲ့ရွှေထုနဲ့ရွှေမောင်နိုင်ငံကျော်အစိုးရတူးစာချွေထုနဲ့သူ့ရဲ့ဇနီးတဲ့ထိတ်တဲမိသမီရွှေမောင်ရည်တို့ကတော့လက်ရှိမှာတောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေပါပြီဇနီးမောင်နှံတယောက်ပျော်ရွှင်စွာခီထွက်နေကြတာဖြစ်ပြီးတောင်ကိုရီးယားရိုးရာနန်းတွင်းဝစ်ဆောင်တဲ့ပေါင်ရည်လေးတွေကိုလည်း လပ်ပစွာချပြလာခဲ့ပါ යි တကယ်တော့သူတို့ဇနီးမောင်နှံအနေနဲ့အခုလိုအချိန်လေးမျိုးမှာတာသမီရင်သွေးလေးတွေကိုမွေးဖွားပြီးမိသားစုဘဝကိုတည်ဆောက်ရမယ့်အချိန်ပဲဖြစ်ပါ යි ဒါပေမဲ့လည်းဘလို့ပဲစူးစမ်းနေပါစီရင်သွေးယတနာလေးရရှိလာခဲ့ခြင်းမရှိခဲ့ပါဘူးဒါကြောင့်ဇနီးမောင်နှံနှစ်ယောက်အင်မတန်ကိုဝမ်းနည်းလျာပြီးစိတ်ငြိမ်မှုတွေကိုဖြည့်ဖြောက်စေဖို့အတွက် အခုလောကဘာပတ်ပြီးတော့ခီးတွေလှည့်လည်သွားလာနေရဖြစ်ပိုင်ဒီလိုခီးသွားရင်နိုင်ငံတကာကအဆင့်မြင့်ဤပညာရေးနဲ့အတူရင်သွေးလေးရရှိဖို့လဲစ조사အောင်မယ်လို့အသိပေးလာခဲ့ပိုင်သူတို့နောက်မှအင်တာဗျူးတိုင်းမင်းသားမင်းသမီးတွေတောင်းတာသမီးရင်သွေးရတနာတွေရရှိသွားခဲ့ပါပြီဒါပေမဲ့ရွှေထူးနဲ့ရွှေမောင်တို့ဇနီးမောင်နှံကတော့ဘလို့နီးလန်းနဲ့ပဲစ조사ပါစေရင်သွေးမရတာကြောင့်ကဘာပတ်ခီးခွေနဲ့စင်ညစ်မှုတွေကိုဖြေဖြောင်းနေကြရပါအိမ်နောက်တန်ငါးနေ့ကြွားတော့ခလေးမရနိုင်ဖြစ်နေရှာတဲ့သူတို့နေရာအတွက် အပိစကားလေးတွေပြောပြီးသွားခဲ့ကြပါအောင်နော်